ဂရိနိုင်ငံရှိတေဆာလိုနီကီမြို့မှာဒုတိယကမ္ဘာစစ်ကြံဘုံတလုံးကိုဖေဖော်ဝါရီ12ရက်နေ့မှာစနက်တန်ဖြုတ်ဖယ်ရှားမှာဖြစ်တာကြောင့်လူပေါင်း9000လောက်ကိုဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာလမ်းဖောက်လို့ရေးလုပ်ငန်းတစ်ခုမှာအဲ့ဒီဘုံကိုတွေ့ရှိပေါ်ယူနိုင်ခဲ့တာဖြစ်ပြီးအလေးချိန်250ကီလိုဂရမ်လောက်ရှိရလို့သိရပါဗျ။ ပြောင်းရွှေ့ပေးတာကိုဖေဖော်ဝါရီလ17ရက်နေ့မှာစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပြီးမတန်ဆွမ်း300ကျော်နဲ့အိရတဲ့လဲနေတဲ့လူနာတွေကိုလူနာတင်ကား20နဲ့ပထမဦးစွာပြောင်းရွှေ့ပေးခဲ့လို့အာဏာပိုင်တွေကပြောပါတယ်။ဘုံရှိနေတဲ့နေရာကနေအဝင်ဝိုင်းတိတက်သမတမိုင်အတွင်းနေထိုင်သူတွေကိုပြောင်းရွှေ့ပေးခဲ့တာဖြစ်ပါတယ်။ပြောင်းရွှေ့ပေးဖို့မဖြစ်မနေလိုအပ်တာကြောင့်လှုပ်ဆောင်ခဲ့ရတာဖြစ်တယ်လို့ဒေသဆိုင်ရာလူရွေးဌာနအကြီးအကဲအပိုစတိုလိုစီစီကိုစတက်ကပြောပါတယ်။ ဘုံတွဲရှိတဲ့နေရာဟာလူနေအလွန်ထူထပ်တာကြောင့်ပြောင်းရွှေ့ပေးခဲ့ရတာဟာမကြုံစဘူးလောက်အောင်ကြီးမားခဲ့တယ်လို့သူကဆက်လက်ပြောခဲ့ပါဗါးဘုံစနက်တန်ဖြုတ်တဲ့လုပ်ငန်းစဉ်နဲ့စစ်စခန်းတစ်ခုစီကိုတည်ယူမဲ့လုပ်ငန်းစဉ်တွေဟာနှစ်ရက်လောက်ကြာနိုင်တယ်လို့လည်းသိရပါဗါဘုံကိုဘယ်နိုင်ငံကကျဲချခဲ့တယ်လဲဆိုတာနဲ့ဘယ်အချိန်မှာကျဲချခဲ့တယ်လဲဆိုတာကိုအတိအကျမသိရသေးဘူးလို့အာဏာပိုင်တွေကပြောပါဗါရတဖွဲ့အင်အားတထောင်လောက်ကိုအခုပြောင်းရွှေ့ပေးတဲ့လုပ်ငန်းတွေမှာအကူအညီပေးဖို့တာဝန်ပေးထားတယ်လို့လည်းသိရပါဗျ။ အခုလိုပြောင်းရွှေ့ပေးတဲ့လုပ်ငန်းစဉ်တွေဟာဖေဖော်ဝါရီလ12ရက်နေ့နေ့လယ်ပိုင်းတောင်မှပြီးတတ်ခဲ့ပြီးစစ်တပ်ကဘော့စနက်တန်ဖြုတ်တဲ့လုပ်ငန်းစဉ်ကိုစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးခဲ့တာဟာဆယ်စုနှစ်ပေါင်း9ခုလောက်ကို ရှိခဲ့ပြီဖြစ်ပေမဲ့စစ်ကြံပုံးတွေကိုကမ္ဘာအနှံ့မှာယနေ့အချိန်ထိရှာဖွေတွေ့ရှိနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။